ကအပေါင်းပါလေကင်းဝေးရပါစီဗျာကျွန်တော်ရင်ထဲရှိခဲ့တကယ်စူတောင်းစကားပါဗျာကျွန်တော်ကျွန်တော်တကယ်ရှက်လဲရှက်တယ်ဗျာရှက်သေးလို့ရပြီကျွန်တော်ဘာတာသိမိတော့ကျွန်တော်မသိရသေးဘူးကျွန်တော်လှုပ်ကြိုးစားဖို့အများကြီးကြံသေးတယ်ဗျာကျွန်တော်တကယ်တကယ်ကျွန်တော်ဒီပတ်စံလေးတော့ကျွန်တော်ခလေးတွေအတွက်တွေ့ရသဘင်ရဟိုနေ့ကငါတွေ့ရသဘင်လေးပါစီးရတယ်အကြီးမအစေးအောင်တက်ဖို့အာဟိုကတူတူမွေးပြီးပါပြီဟမ်ဝေးပြီးပါဆိုအကြီးမအစေးအောင်တက်ဖို့ကြောင့်ကျွန်တော်တော်တော်လေးခက်ခဲနေတော့ ပစံအားလည်းအကူညီတိုင်းတော့မကောင်းဘူးလေ။ဟုတ်ဆိုကြဟိုလိုက်တော့အကူညီတောင်းကြည့်တာပေါ့အစ်မကြီးသမီးလေးကစောင့်ကြည့်စောင့်ကြည့်နေငါးရက်ဖြစ်လာအချိန်တွေကပုတ်ဆိုးလာအစားမမဝင်လား။ဝင်တော့အဲငါးရက်ပြည့်တဲ့နေ့မှာပဲကျွန်တော်ကမိမအေးလို့ဒီညမှာအစားမဝင်တော့ငါသမီးတစ်ခုဖြစ်မယ်လို့ရက်ခွက်တောင်မှလိုက်ကြည့်တာလေ။တို့တို့တွေကလည်းစင်မပြူဖြစ်နေကြဟဲ့လာကုန်မှရပါလားလာကုန်သူဆိုငါသမီးကခံရမှာမဟုတ်ဆိုတော့အာသပင်ကိုကျွန်တော်အာချက်ချင်းမဲ့စိုင်သွားပြီးတော့ကျွန်တော်ကိုဒဝဲပြပါကျွန်တော်စပြန်နေလို့မဝဲဘူးဟုတ်လားသပင်ညှက်ပြီးတော့အဲ့ဒါနဲ့ အခုရတဲ့ဈေးနဲ့ပဲရောင်းလိုက်3000ဒီနေ့ကဟိုကြီးဟိုနေ1000လောက်ပဲရှိမှာနော်အခုကျွန်တော်ဒီပခုံးကြော်ပြီးရှိတာဟုတ်လားအဲ့ဒါအခုဘလုံးကနေကက်ညက်တော့ဒါ3000ရယ်အော်3000ရယ်3000ရဆံပြဈေးကိုတင်ပေးထားတင်ပေးထားဆိုတော့အခုနည်းနည်းဈေးတက်တာတော့2ရက်ရှိပြီပေါ့2ရက်ရှိပြီတော့နည်းနည်းလေးတော့အစာအဘလူးကိုချိန်တာတော့အစာဝင်တယ်အဲစာဝင်တော့အခုကတော့ဒါဒီကလေးတစ်ဖက်နဲ့ဟိုတယောက်နဲ့ဆိုမိမလည်းမနိုင်ဘူးနော်ဒီကလေးခဏခေါ်ခဲ့တာ အာကိုကြီးစီမှာကိုကြီးသွားတောင်းကြည့်မယ်လို့ဟိုပြောမှဆိုစေုပ်တင်တဲ့အချိန်မှာတော့ဒါမိမကလေးနှစ်ယောက်ပဲကြည့်ပြီးကျွန်တော်လှုပ်သွားနေရဆိုရတယ်ဒါပေမဲ့ကိုကကျွန်တော်လည်းပဲနေတယ်မဟုတ်ဆိုလည်းသူနဲ့မနေကိုကနှစ်ယောက်ဘူးကြောင့်မနိုင်သေးဘူးဖြစ်နေကိုကလည်းတနည်း၁၀လဒီကလည်းဒါကစနေရစနေရဆိုတော့မနိုင်သေးတော့ကျွန်တော်ကသူ့ခေါ်ခဲ့ပြီးအာကိုကြီးစီလာခဲ့တာဟိုဟာဟိုလိုအပ်တာတွေကတော့ကျွန်တော်သူ့ဝေးစီကတော့ကျွန်တော်ပထမ ကိုကုတူလူသားတည်ရလေးတိုင်းလူသားတော့သူမွေးစိတ်ရပါတယ်မွေးစိတ်ရပြီးတော့သူလိုရတာလေးဝယ်ပြလိုက်ဒါပေမဲ့အခုဘုံတိုင်းမကန့်ကန့်ချင်မကြီးရလဲဗျာဟိုဘယ်လိုပြောမလဲဆိုကလေးမွေးထားလို့ဇရိတ်တွေကုံထားကပဲဆိုတော့အကြီးမားဆေးုံနေတော့ကျွန်တော်တို့လည်းဘယ်လိုပြောမလဲဆိုရင်မြင်နေရလန်ဆိုင်တဲ့ပုံနဲ့လို့အဲ့လိုဖြစ်သွားပါဘူးအခုတော်တော်လေးအစ်စ်မပြေလို့ခွေးစီလာရတာဟုတ်ဟုတ်ဒီမွေးရုံးကြီးလဲမနော်အဲအဲ့ဒါလည်းရိမ်အားသေးဘူးမားသေးတော့ကလေးကမဆေးုံဆေးုံရောနော်ဆေးုံမှာဒီရလေးကမွေးသွားပြီဟုတ်ဒါလေးကမွေးသွားရင်ဒါလေးက main လေးပဲ မင်းကလေးမင်းလည်းပြောနော်ဟုတ်အာပထမတစ်ခေါက်တော့ဂွေးစီလာတော့ကကိုဝင်က၈လနောက်လာမွေးမယ်လို့ပြောတာအခုကမွေးတော့ကတော့ကိုကုတူလူသေးတယ်လူပြီးတော့အဲ့ဒါလေးမွေးစိတ်ရတယ်မယ်ဒါပေမဲ့အခု loss ရတော့ကျွန်တော်ဒီစိတ်ရုံတင်တော့တော်တော်လေးခက်ခဲနေခက်ခဲနေဆိုတော့လေကျွန်တော်ကမရင်အဲ့လိုအလူလည်းမခံကျင်တော့ဘူးအခုကတကယ်ကိုထက်ချိန်နေဆွဲလူအများကြီးရှိတယ်တကယ်တကယ်တော်တော်လေးအဆင်မပြေလို့တခါကြရင်လေဂျင်းထဲမှာစိတ်မကောင်းစစစတုံနေငါဆောက်တော့မကြတဲ့ဖခင်တယောက်ပါလား ငါတို့ကူညီလိုက်တောင်းနေရပါလားဆိုကျွန်တော်တကယ်တကယ်အဲ့လိုကြီးခံစားရတယ်ဗျာဒါပေမဲ့ကျွန်တော်စိုးစားပဲအခုစဉ်းစားကြည့်ဗျာဒီကလေးတစ်ဖက်နဲ့ကျွန်တော်စိုးတာအကြီးမားကိုချီပလုံကောက်သွားတော့နောက်နေ့ကျအပူကံသွားအဲ့ဒါနဲ့စိုးရတယ်လားကျွန်တော်မှလုတ်ဆရာမရှိတော့အခုလဲဟိုစိုးရမှာပတ်စံသုံးအောင်ပတ်စံထောင်ကျော်ပဲရှိတာမိမနဲ့အဲအောက်ကဝေချမ်းတွေတော်တော်စားတယ်ကျွန်တော်ကမိမောက်ပဲထုတ်ပေးလိုက်တာအာဝေချမ်းစားတယ်အဲ့ဒါအခုကတော်တော်လေးအခုလိုအပ်တာတော့လို့ စေဝါဟိုကတော့တိတ်မလို့တော့ဦးထင်ပါလေဒါပေမဲ့လည်းသူအားစေးလည်းချိတ်သားဆိုနည်းနည်းလေးတော့စကားလေးပါလေးပြောလာပြီနောက်တစ်ခုကတော့အဲစေုံစေဝါရင်လည်းဘလို့ပြောင်းလည်းမသိဘူးဒါပေမဲ့ကျွန်တော်အလုပ်တော့ပြန်လုပ်မှာကျွန်တော်မနေ့ပြန်စင်းအောင်စင်းဒီနေ့လို့ဒီနေ့စင်းဒီနေ့ညနေကြားတဲ့အချိန်ပိုင်းသွားလုပ်မယ်။အပူဝင်လေးပြောရပြာကျွန်တော်အခုဒီခုနကနေဖုံးဆက်ကျွန်တော်အမှန်တမ်းပြောတာအမှန်တမ်းပြောချမ်းသာပါစေရဲ့။အမတရားဖုံးဆက်တယ်။မောင်လေးတဲ့အမလက်သုံးမထွက်ဘူးလားတဲ့။ထွက်မယ်အမလို့ ဟိုမားနဲ့အမအိမ်နာပြည့်နေလို့တဲ့အဲ့ဒါလေးဆေးပေးပါလားဆိုတော့တောင်းတောင်းထားတယ်ဟုတ်ကဲ့အမကျွန်တော်ချက်ချင်းလို့စိတ်ဝင်စရာကျွန်တော်ဆေးပေးမယ်ကျွန်တော်တကယ်ပြောထားတာအဲ့ဒါအဲ့ဒါတကယ်ကယ်လုပ်မှာအဲ့ဒါအိမ်နာအိမ်နာပြည့်မိန်နာပြည့်နော်မိန်နာပြည့်ကျွန်တော်လုပ်ပေးတယ်တခါကြိုက်ကန်လဲ800ရတယ်လောက်တာပဲဘာလို့လဲဆိုရင်ကိုယ်လုံးမလုံးလို့မရဘူးလေပြီးနောက်တစ်ခုကခလေးပြပြီးလိုက်တောင်းတဲ့မိဘကြီးလိုလဲအထင်မခံယုံပြကိုရတဲ့လုံးလုံးမမတက်နိုင်တဲ့အချိန်မှခဏခဏကိုယ်ယူအကူညီတောင်းတယ်အကူညီတောင်းဆိုတော်တော်လေးဒုက္ခရောက်လို့အကူညီတောင်းတာအာဟုတ်ဟုတ်ဒါကြောင့်နော် โอเคအဲ့တော့ညီလေးတို့ကမင်းတို့ဖောက်ခင်ကောင်းအောင်တကယ်ပြီးတာလေဟုတ်အခုညီလေးကိုအလူငွေလေးလုပ်မယ်နော်အလူငွေနဲ့သိမ်းလုပ်မယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့ညညအလူငွေနဲ့သိမ်းအလူစင်းလေးစတော့ပြောင်းအောင်အဲ့တော့ညီအလူစင်းလေးစတော့ပြောင်းအောင်အာကျွန်တော်ကဟိုခဏခဏတော့လဲဟိုဘယ်လိုပြောမလဲဆိုရင်အားနာနေပြီဟိုအလူရှင်တွေဟိုပြည်တွင်းပြည်ပခုနှစ်ရတာသမီးများကိုထုံးမင်းလူတဲ့အလူရှင်တွေအားလုံးတကယ်ပဲအလို့အကိုင်းအများကြီးအဆင်ပြေကြပါစေเนาะ တ်ယောဂအပေါင်းပါလေကင်းဝေးရပါစေဗျာကျွန်တော်ယင်းတည်းရှိခဲ့တကယ်စုတောင်းစကားပါဗျာကျွန်တော်ကျွန်တော်တကယ်ရှက်လဲရှက်တယ်ဗျာရှက်သေးလို့ရပြီကျွန်တော်ဗာတာသီမီအတွက်ကျွန်တော်မသေးရသေးဘူးကျွန်တော်လှုပ်ကြိုးစားဖို့အများကြီးကြံသေးတယ်ဗျာကျွန်တော်တကယ်တကယ်ကျွန်တော်ဒီပတ်စံလေးတော့ကျွန်တော်ခက်လေးတွေအတွက်ကျွန်တော်လှုပ်လှုပ်တင်တယ်ကျွန်တော်လှုပ်လှုပ်တယ်ကျွန်တော်တကယ်ကျွန်တော်ရှက်တယ်ကိုရဲ့ရှက်တယ်မရှက်ဘူးเนาะတကယ်တကယ်ရပါဆိုမြေခလေးနှစ်ယောက်အတွက်အဆင်ပြေပါ လောလောကျွန်တော်လုံးမယ်ကျွန်တော်နောက်ဆုံးကျွန်တော်ဒီတနေ့နေ့ကျွန်တော်များအောင်ကျွန်တော်အခုလိုလူခံရတဲ့အနေထားနေပြန်လဲလူနာကျွန်တော်ကြိုးစားမယ်ဗျတကယ်ပြောတာဗျဖြစ်လာမယ်နော်ဖြစ်လာမယ်နော်โอเคโอเคလူဆက်ပြန်လာနေနော်